အားလုံးမင်္ဂလာပါရှင်ဟဲ့ဒီ live stream မှာပြန်လည်ကြိုဆိုပါရစေအခုပြောပြချင်တဲ့သတင်းကတော့ဒီကရင်ပြည်နယ်မြောက်ရီမြို့မှာပေါ့နော်အဲပထွေးဖြစ်တဲ့သူကအသက်15နှစ်အရွယ်မရဘာသမီးကိုအာရမပြုခြင်းတဲ့အကြောင်းလေးပြောပြချင်ပါတယ်ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်၄ရပ်ကွက်မြင်းနီကုန်းမှာဒီပထွေးလုတဲ့သူကပေါ့နော်အသက်15နှစ်အရွယ်မရဘာသမီးကိုအာရမပြုခြင်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းဒီမြောက်ရီမြို့ခံပြည်သူတို့အထံအနေပြီးတော့သိရပါတယ်အဲအာရမပြုခြင်းခံရတဲ့မိန်းကလေးရဲ့အမိဖြစ်သူကလွန်ခဲ့ ဲ10နှစ်လောက်ကလေးကအိမ်ောင်ကွဲခဲ့ပြီးရဲ့နောက်သမီးဖြစ်သူ9နှစ်အရွယ်မှာပေါ့နော်ဒီအခုလက်ရှိပေါင်းတင်နေထိုင်တဲ့အမျိုးသားနဲ့နောက်အိမ်ောင်ဖြူခဲ့ရလို့သိရပါဗျ။အဲ့လိုမျိုးပေါင်းတင်နေထိုင်တဲ့10နှစ်တာကာလအတွင်းမှာပထွေးဖြစ်တဲ့သူကသမီးဖြစ်တဲ့သူကိုသူ့ရဲ့သမီးလိုမျိုးပဲသမီးအရင်းသဖွယ်ပေါ့နော်အဲချစ်ခင်ပြီးတော့ပြသတယ်ပေါ့နော်ချစ်ခင်မှုမျိုးပြသတယ်ကြည့်ကြည့်ခင်နေရပေါ့အဲ့ဒါကြောင့်မလို့ယုံကြည်စိတ်ချပြီးတော့အပြင်ကိုအတူသွားလာနေတာကို တတိပေးဟန်တာမှုတွေမပြုတ်လုခဲ့ဘူးလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့တမိဖြစ်သူကဒီအသက်15နှစ်အရွယ်ကလေးမလေးရပါတော့။ဟန်မှုရာတွေပြက်နေတာကိုအမိဖြစ်တဲ့သူကတတိထားမိပြီးတော့အမိမြတ်တဲ့အခါမှာပထွေးလုတဲ့သူကသူပေါ့နော်လွန်ခဲ့တဲ့၃နှစ်လောက်ကလေးကနေပြီးတော့အာရမပြုချက်လာခဲ့တာဒီနေ့ဒီအချိန်ထိဖြစ်တယ်ဆိုတဲ့အကြောင်းကိုအမိဖြစ်တဲ့သူကတိတိသွားတယ်ပေါ့နော်။နောက်ပြီးသွားလို့ရှိရင်အမိဖြစ်တဲ့သူကိုပြန်ပြီးတော့ပြော ြောမယ်ဆိုလို့ရှိရင်လည်းပထွေးကတက်ပြစ်မယ်လို့ချင်းချောက်ထားကြအောင်လေအဲကလေးကပြောပြရဲပေါ့နော်ဆိုတော့ဒီဖြစ်စဉ်ကိုအမေဖြစ်တဲ့သူကသိပြီးရဲ့နောက်မှာဒီနေ့ match လာကိုရဲ့နေမှာတော့အမေဖြစ်တဲ့သူကအသက်15နှစ်အရွယ်သမီးဖြစ်တဲ့သူကိုခေါ်ဆောင်ပြီးတော့အဲသူ့ရဲ့ခင်မုန်းပေါ့နော်အဲ ့ရဲ့ခင်မွန်းတဲ့ကိုဥပဒေအရအရေးယူဆောင်ရွက်ပေးဖို့အတွက်မြောက်ရီမြို့မရဲစခန်းမှာတွားတိုက်တာတိုင်ကြားခဲ့တယ်လို့လည်းသိရပါဗျ။အခုလက်ရှိမှာတော့ဒီပြစ်မှုကျွန်းလွန်တဲ့သူကအသက်60အသက်46နှစ်ပေါ့နော်။အသက်46နှစ်ဖြစ်ပြီးတော့မြောက်ရီရဲတပ်ဖွဲ့တွေကဖမ်းဆီးရမိထားပါဗျ။အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရတယ်ပေါ့နော်။ဆိုတော့အဲကျမက အရင်ကလေးကလည်းဗီဒီယိုလေးမှာတော့ခြားဖြတ်ပြောပြပါတယ်ကလေးတွေပေါ့နော်ကလေးတွေကိုဆိုလို့ရှိရင်အဲသွားတာလာတာမိဘတွေပဲမိဘတွေပဲမိဘတွေနဲ့ပဲထားဖို့ပေါ့နော်တခြားသစိမ့်ပေါ့တခြားသစိမ့်တွေကိုမယုံကြည်ဘူးနောက်ပြီးသွားလို့ရှိရင်အခုနောက်ပိုင်းမှာဒီတက်ကလေးငယ်တွေပေါ့နော်ကလေးငယ်တွေအဲ့လိုမျိုးဖြစ်တဲ့ case တွေကအများကြီးဖြစ်နေတယ်အဲ့လိုမျိုးကြောင့်မလို့သွားတာလာတာနေရာထိုင်တာအဆအဆအေးရာတတိထားဖို့ ပေါ့နော်ပြောခဲ့ဘူးတာလည်းရှိပါတယ်ဆိုတော့ဒီလိုမျိုးကလေးတွေကို နောက်ပိုင်းဆိုလို့ရှိရင်လည်းကိုကကိုကလေးကိုပေါ့နော်ဒီ set education နဲ့ပတ်သက်ပြီးဘယ်လိုနေရထိုင်ရမလဲအဲတခြားသူတွေနဲ့ပတ်သက်ပြီးလို့ရှိရင်ဘယ်လိုနေထိုင်ရမလဲဆိုတာကိုလည်းသင်ကြားပေးဖို့လိုတယ်လို့မျိုးပဲမိခင်ဖြစ်သူ ကိုတိုင်းပေါ့နော်မိခင်ဖြစ်သူဒါမှမဟုတ်လို့ရှိရင်ဖခင်ဖြစ်သူကိုတိုင်းကလည်းတည်တည်ချာချာတခြားလူတွေနဲ့လွတ်မဲ့ပါညာဆိုလို့ရှိရင်လည်းတတိထားသင်ဖို့လိုပါတယ်ဘလောက်ယဉ်နီယဉ်နီပေါ့နော်အဲ စိတ်ချလက်ချမလွတ်တာတော့အကောင်းဆုံးပါမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအာဖြစ်စဉ်တွေကအများကြီးဖြစ်လာပြီးရဲ့နောက်မှာတော့ကိုရီးယားပို့ပြီးတော့တတိထားမယ်ဆိုလို့ရှိရင်ပူကောင်းပါတယ်ကို့မှာတာသမီမရှိဘူးဆိုရင်တော့မှကိုရဲ့အဲပေါ့နော်ဒီညီကောင်မောင်နှမတူတူမတွေအတွက်ပေါ့နော်တတိထားတဲ့မှုအတွက်ဒီဗီဒီယိုလေးကိုတင်ပြပေးလိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်